လာတရာစီမံကိန်းလုပ်ငန်းများဒီဇင်ဘာလကုန်တွင်ပြည်စီရန်ဆောင်ရွက်နေစရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မြန်မာကိုရီးယားချစ်ကြည်ရေးဒလသဒါစီမံကိန်းလုပ်ငန်းတွေဒီဇင်ဘာလကုန်မှပြည်စည်းဖို့ရည်မှန်းချက်ထားဆောင်ရွက်နေတယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကတည်ရပါတယ် ရန်ကုန်မြေရေလန်းချောင်းဝက်တွင်ဖြတ်တန်းသွားလာကြမယ်။နိုင်ငံတကာကုန်သွယ်တင်မော်ကြီးတွေ၊ကန်ယူရန်သွားနယ်မြေသွင်းသွားရေရင်တွေဘေးအန္တရာယ်ကင်းရှင်းစွာဖြတ်တန်းသွားလာနိုင်ဖို့စံပြုလုပ်ငန်းစဉ်တွေနဲ့လုပ်ငန်းလမ်းညွန်တွေရေးဆွဲသွားမယ်လို့ဆိုပါတယ်။ဒါအပြင်ထွက်ပေါ်လာမယ်စံပြုလုပ်ငန်းစဉ်တွေနဲ့လမ်းညွန်ချက်အစည်းအဝေးချက်တွေကိုသက်ဆိုင်ရာဝန်ကြီးဌာနနဲ့အဖွဲ့အစည်းတွေကိုတင်ပြခေါ်ခွင့်ပြုချက်ရယူပြီး state ဟိုတာများအားလုံးတို့ကြကြပြက်ပြန့်ချပြရှင်းလင်းဆွေး ွံ့ရေးပေးခြင်းနှင့်ပညာပေးခြင်းတရားစွာလိုက်နာခြင်းသုံးနိုင်ရေးကြီးကြပ်စီမံခန့်ခွဲထားလိုအပ်တဲ့အရေးယူသားတွေကိုစောင့်ရွက်ထားတွေလှုံ့ဆော်သွားမယ်လို့သိရပါတယ်အထီလိုစနစ်တကျဆောင်ရွက်ပါကရန်ကုန်မြေရေလန်းချောင်းတလျှောက်နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးတွေကန်ယူရန်သွားနယ်မြစ်သွင်းသွားရေရင်တွေမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးသလားတရားကိုနေညာဖြတ်တန်းသွားလာကြရမှာဘေးအနေရကင်းရှင်းစွာဖြတ်တန်းသွားလာနိုင်မယ်လို့ဆိုပါတယ် အဆိုပါသရရှည်ရင်များနေညာဖြတ်တန်းသွားရာတွင် ရေလန်းချောင်းဆိုင်ရာဘေးအနေရဲ့ကင်းရှင်ရေကြိုတင်ပြင်ဆင်စီမံမှုများဆောင်ရွက်ထားနိုင်ဖို့အလုံးယုံဆွေးနွေးပွဲကိုယမန်းနေ့မနက်ပိုင်းခမြမစိတ်ကန်းအာနာပိုင်းဆက်စမ်းဝင်ထမ်းမိသားစုအိမ်ယာတိရိအနဝါခမ်းမ၌ကျင်းပခဲ့ပြီးကိုရီးယားချစ်ကြည်ရေးသလားသဒါစီမံကိန်းလုပ်ငန်းများအားလုံးဒီဇင်ဘာလကုန်တွင်ပြည်စည်းနိုင်ရှိရှီမန်းချက်ထားဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။